ရှုပ်စွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့စွန့်ကြဲခြင်းနဲ့ရေလောင်းခြင်းဆိုတဲ့ကောင်းစင်လေးနဲ့ခွားပြေးတော်မှာဖြစ်ပါတယ်။သုတ်တန်ကြာခန်း၁၁စာပိုင်း၂၅မှာစွန့်ကြဲတတ်တော်သူသည်ကြွယ်ဝလိမ့်မည်။သူတစ်ပါးကိုရေလောင်းတော်သူသည်ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်။ပြောရတဲ့ရတယ်။ပရမောဇုံစွန့်ကြဲခြင်းနဲ့ပတ်သက်လို့ရှင်းပြခြင်းနဲ့စွန့်ကြဲတယ်ဆိုတာက เนาะကျန်တဲ့ကျန်ပိုက်ရင်းနဲ့ဟောကြည့်မယ်ဆိုရင်တော့ဆင်းရဲသားတွေကိုเนาะဆင်းရဲသားတွေကိုပေးကမ်းစွန့်ကြဲခြင်းကိုဆိုလိုတာဖြစ်တယ်အဲ့တော့ဆင်းရဲသားတွေကိုပေးကမ်းစွန့်ကြဲရင်ဘာဖြစ်မလဲပေးကမ်းစွန့်ကြဲတော့သူဟာကြွယ်ဝမယ်ဘယ်လိုပြောပါလဲအဲ့တော့တုတ်တန်ခမ်း19 subscribe 19မှာဆင်းရဲသားကိုတနာတော်သူဒီထာဝရဘုရားကိုချီးငားတော်သူဖြစ်သူပြုတ်တော့အကျိုးကိုဆက်ပေးတော်မူမည် ပြောတယ်ဆိုတော့စင်ရသားကတော့ဘာမှပြန်မပေးနိုင်ဘူးသူ့အတွင်းဘုရားသခင်ကပြန်ပေးမယ်ဆိုတော့ကြွယ်ဝမယ်ဒါလိုပြောတာဖြစ်တယ်နောက်တစ်ခုကတော့လုကခန်း16စာပိုက်9မှာတပန်ငါဆိုဒီကသင်တို့ဒီစွတ်တဲ့တော့ခါအစင်မြဲတည်သောဗိမာန်၌သင်တို့ကိုလက်ခံလက်တန်းသောအဆွေရှိစေခြင်းကမမြဲသောလောကီစည်းစိမ်ကိုသုံးဆောင်ကြလော့အဲ့တော့ ဒီစွန့်ကြဲခြင်းကစွန့်ကြဲခြင်းကဘာကိုနော်ရည်ရွယ်ပြီးတော့စွန့်ကြဲရမလဲဆိုရင်တော့သူ့ရဲ့ခန္ဓာကိုဝလင်ဖို့အတွက်နော်စွန့်ကြဲတာမှန်ပေမဲ့ရည်ရွယ်ချက်ကနှစ်ခုရှိတယ်ဒီခန္ဓာကိုဘိုက်ဝဖို့အတွက်တရင်ကအစဉ်ပြေဖို့အတွက်ဆိုတော့နော်ရည်ရွယ်ချက်ဒီ ာဝရကာလအတွက်နော်ယူရပြီတော့မှပေးကမ်းစွန့်ကြဲဖို့ပြောချင်တာဖြစ်တယ်ပြောချင်တာကတော့ကိုကသူတို့ပေးကမ်းစွန့်ကြဲခြင်းအဖြစ်သူတို့ဟာဖယားကိုတိလာဖို့ဆိုရရချက်နဲ့ပေးကမ်းစွန့်ကြဲဖို့ဖြစ်တယ်အဲ့ဒီခါမှာကောင်းကင်ပေါ်မှာလည်းစွန့်ကြဲတော့သူဟာကြွယ်ဝမယ်ဒီသဘောကိုပြောချင်တာဖြစ်တယ်နော်နောက်ခေါ်ရည်လောင်းခြင်းပေါ့ရည်လောင်းခြင်းနဲ့ပတ်သက်လို့ ကျမ်းစာမှာရေကိုဟိုဟိုတမဟိုတမတရားနှုတ်ကပတ်တော်ကိုရေလို့ပြောတာတွေ့ရတယ်။ဒါကကြတော့ဝိညာဉ်အစာပေါ့ခုနခန္ဓာအစာနော်ဝိညာဉ်အစာဖြစ်တယ်။ဟေရှာယခန်း55စာပိုက်တက်ကနေတုံးမှာအိုးရင်ကတော့သူအပေါင်းလို့ရေရှိရတော့လာကြလို့ငွေမရှိတော့သူတို့လာကြဝေကြစားတော့ကြလို့ငွေမရှိပဲအဖိုးကိုမပေးပဲ လာ၍စစ်ဖြစ်ရင်းနဲ့နှုတ်ကိုတောက်ကြလော့အစာမို့သောအရာဖို့တင်းတို့ငွေကို၎င်းအမမပြင်းနိုင်သောအရာဖို့တင်းတို့ဥစ္စာကို၎င်းအဘဲကြောင့်ကုံစီကြသည်နီးငါစကားကိုစစ်စစ်နားထောင်လက်ကောင်းသောအစာကိုစားကြလော့တင်းတို့ဝိညာဉ်သည်ချိုသောအရာတို့၌မိမိကိုမိမိမှု့လျော်လိမ့်မည်နုံညွန်သောနားနှင့်ငါထံသို့လာကြလော့နားထောင်ကြလော့သူပြုလင်တင်းတို့ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည် ဝိညာဉ်အစာရေဆိုတာနှုတ်ကပတ်တော်ဟောအေဝံဂေလိတရားလို့လည်းခေါ်တယ်တမန်တရားလို့လည်းခေါ်တယ်ဟောဆိုတော့သူတပောင်းရေလောင်းတယ်ဆိုတာဘာဖြစ်လဲအေဝံဂေလိတရားပြောပြတာကိုနော်အေဝံဂေလိတရားတသက်ခန္ဓာကိုအေဝံဂေလိလုပ်ငန်းလုပ်တာကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒီခါမှာသူတို့ဟာဝိညာဉ်ဟောဟာလာအသက်ရှင်မယ်သာရတဲ့ရမယ်ဒါလို့ပြောတာဖြစ်ပါတယ် ဟမ်ယောဟန်ခန်းလေးစာပတ်14မှာငါပေးသောရေကိုတောက်တော်သူမူကရေငတ်ခြင်းနဲ့အစင်မပြတ်ကင်းလွတ်လိမ့်မည်တို့ပြောတာတွေ့ရနော်ငါပေးသောရေဆိုယေရှုကကယ်တင်ခြင်းဤဝင်ကလေးတရားကိုပြောချင်တာဖြစ်တယ်နော်အဲ့တော့နောက်ကွာတော့ယောဟန်ခန်းခွန်စာပတ်38နဲ့39မှာငါကိုယုံကြည်တော်သူသည် ကျမ်းစာလာသည့်အတိုင်းအသက်ရေထွက်ရဆိုင်းရင်တွင်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ ထိုသောမိန်တော်မူသောယုံကြည်တော်သူတို့သည်ခံရလက်တန့်သောဝိညာဉ်တော်ကိုယိမ်မွေမိန်တော်မူ၏ယေရှုသည်ဘုန်းပွင့်တော်မူမမူသေးသောကြောင့်တန်ရှင်သောဝိညာဉ်တော်ပေးတော်မူမူသည်တင်းညာမှာရေကဘာလဲနှုတ်ကပတော်အေဝံဂေလိတရားဖြစ်တယ်အေဝံဂေလိတရားကိုသူတို့ကိုပြောပြခြင်းသည်ယီသူတဘာကိုယီလောင်းခြင်းဖြစ်တယ်အရခမဘာဖြစ်မလဲယုံကြည်တော်သူကတန်ရှင်သောဝိညာဉ်တော်ကိုရမယ် ဒါလိုပြောချင်တာဖြစ်တယ်ပြီးရင်အဖက်ခန်းငါစာပိုက်26 20ခွန်မှာမပြောလဲဆိုတော့ဒါဝရကျွန်တော်ခြုံပြီးတော့မှဖတ်ချင်တယ်ခရစ်တော်သည်မိမိအားစစ်တအံ့တော်ငါနှုတ်ကပတ်တော်ရည်၌စေကြောခြင်းအဖြစ်စင်ကြယ်တန့်ရှင်းစေမိအကြောင်းထိုသိန်းတော်ဖို့အလို့ငါကိုကိုစွန့်တော်မူ၏ဒီနေရာမှာလဲနှုတ်ကပတ်တော်ကိုရည်နဲ့ဥမာပေးတာတွေ့ရတယ် ဒါကတော့လဲသူကတော့ဒီယုံကြည်ပြီးသားသူတွေနော်ကိုအတ္တတာရင့်ကျက်လောင်တန့်ရှင်းရှင်းအတ္တတာရှိလောင်ရင်းနဲ့လောင်ပြီးဆေးရတာဖြစ်တယ်ပြောချင်တာနှုတ်ကပတ်တော်နဲ့သူတို့ကိုတိဆောက်ပေးတာဖြစ်တယ်နော်ကိုပြစ်ကိုကိုမြင်ချင်အဖြစ်နောင်တရပြောင်းလဲဖို့ဖြစ်တယ်သူလိုပြောတာတွေ့ရတယ်နော်အဲ့တော့ကျွန်တော်တို့စွန့်ကျဲပေးကမ်းခြင်းဒီ ဟာလာဆင်းရဲသောသူများကိုခက်ခဲသောသူများကိုစွန့်ကြဲပေးကမ်းဖို့ကြွေးမွေးဖို့ဖြစ်တယ်။ရွေချက်ကတော့သူတို့ဘုရားကိုတည်ဖို့ဖြစ်တယ်။အဲ့ဒီခါမှာစွန့်ကြဲပေးကမ်းသောသူဟာကြွေဝမယ်။ဒီမြေကြီးပေါ်မှာလည်းဟောကြွေဝခြင်းရှိမှဖြစ်တယ်လို့ကောင်းကင်ဘုံရောက်ရင်လည်းကြွေဝမယ်။ဟောလူတွေရဲ့လက်ခံခြင်းခံရမယ်။ဒီလိုပြောတာတွေ့ရတယ်။သူနှစ်တူရေလောင်းသောသူကလည်း ကိုယ်တိုင်ရေလောင်းခြင်းအကျိုးခံရမယ်ကိုကသူသဘောကိုအေးဝံကလေးဝင်ရတယ်သူတို့ဟာကဲတင်ခြင်းတွေရထာဝရတက်ရတယ်ကိုလည်းထာဝရတက်ရတယ်ပြင်ကောင်းကင်ပုံမှာလည်းတရဖူစုတရဖူရအောင်မှာနော်ဒါရေလောင်းခြင်းအကျိုးကိုယ်တိုင်ရတယ်ပြောချင်တာဖြစ်တယ်တက်ကောခန်းကိုဆပိုက်၁၈မှာတုတ်ဖြစ်၍ငိုင်းအကျိုးအဘေတုနိဟုမူကအေးဝံကလေးတရားဟောတော်အခါ ဟောခြင်းနဲ့ဆက်ဆိုင်သောအခွင့်ကိုမသုံးဘဲလျက်ခရစ်တော်၏ဧဝံဂေလိတရားကိုနာတော်သူတို့သည်အဘယ်စေးမြမကုံဘဲနေစေခြင်းကနော်ပြုလင်ငါ၌အကျိုးရှိနော်အဲ့တော့ခုနဧဝံဂေလိတရင်ကိုဟောပြောတဲ့အခါမှာတဲ့အဲ့တော့ဟောပြောတဲ့ငါကပဲအကုန်နော်အကုန်ချက် ခံချင်တယ်တဲ့နော်ကြားနာတဲ့သူကစိတ်အကုန်ခံတာမျိုးမဖြစ်သင့်ဘူးဒါလိုပြောပါတယ်ဆိုတော့ကိုကိုကသွားတယ်ပြီးရင်ဖိတ်တယ်လာတဲ့သူတွေကိုကြွေမွေးအဲ့ခံတယ်ဒီသဘောအဝေးကလမ်းလမ်းစိတ်ပါပေးလိုက်သေးတယ်ဒီသဘောဖြစ်ပါတယ်ပြီးမှဟာလာနှုတ်ကပတော်ဝင်လာတယ်ဆိုတော့ ဒီနေရာမှာပါလဲစွန့်ကြဲပေးကမ်းခြင်းနဲ့ရေလောင်းခြင်းကတွန်တွဲနေတယ်ဆိုတွေ့ရမှာဖြစ်တယ်။ဒါကြောင့်ဓမ္မမေဆွေဒီနေ့အားပေးချင်ပါတယ်။အလားတင်ဟာစွန့်ကြဲတော်သူဖြစ်ဖို့ဘုရားသခင်တင့်ကိုလိုရှိတယ်။ဒီနှုတ်ကပတ်တော်အဖြစ်တင့်ကိုတိုက်တွန်းနေတယ်ကျွန်တော်ပြောချင်တယ်။ပြီးရင်လည်းရေလောင်းတော်သူ ဖြစ်ဖို့လည်းလူတချို့ကိုဘုရားသခင်လိုရှိတယ်။တင့်ကိုလိုရှိတယ်လို့ကျွန်တော်ပြောချင်တယ်။ဒီနှစ်ခုကတွန်တွဲနေဖို့ဖြစ်တယ်။ ကျွန်တော်ကတခါလေးမှာရေပိဒုက္ခတဲ့လို့နော်အဲမြင်ကလေးတို့ဟုတ်လားဒီသူတို့ကဒုက္ခရောက်တော့ကကူညီတာကောင်းပါတယ်ဘုရားခင်ကူညီစေခြင်းနဲ့တို့အတွင်တို့အတွင်ဟုတ်လားရည်ရွယ်ချက်ကနော်မှန်ကန်တဲ့ရည်ရွယ်ချက်ရှိဖို့လိုပါတယ်သူ့ခန္ဓာကိုယ်လေးဝရင်နော်ခဏတာပြည်လည်မှုတစ်ခုကိုပဲကြည့်ဖို့မဟုတ်ပါဘူး နော်ရေပါလောင်းဖို့ဖြစ်တယ်နော်ပြောချင်တာကအေးဝံကလေးတရားကြားအောင်နော်စေအကုန်ခံချင်းဖြစ်ရမယ်ပြီးရင်အေးဝံကလေးတရားကိုဝင်ငှမှာဖြစ်တယ်ဆိုတော့အတိတ်ဘယ်ကကိုကစွန့်ကျဲတော့သူဖြစ်ရင်နော်ရေလောင်းတော့သူနဲ့တွဲရမှာပေါ့ကိုကရေလောင်းတော့သူဖြစ်တဲ့ဆိုရင်စွန့်ကျဲတော့သူနဲ့တွဲရမှာပေါ့ဒီလိုမျိုးဒါဆရာတို့ဒီတိုင်းပဲလူဆောင်လက်ရှိတယ် ဒီကျွန်တော်ပြီးကြပါလဲတတိခံထားတယ်ကျွန်တော်၄ရက်နေမှာကျွန်တော်တို့တနည်းအားပြီးရင်6ရက်နေမှာတနည်းအားနော်ဒီရုံးကြောင်းပြည့်ရဲ့ကာလာလေးမှာနော်အင်ဝင်လေးတင်တဲ့နေ့လို့ပို့ရှိပါတယ်ဒီနှစ်ထဲမှာဆိုတော့အင်ဝင်လေးတင်တဲ့ကျွန်တော်တို့နော်အဲဒီစေခြင်းနော်စေခြင်းမကလုပ်ပြီးသွားပြီနော်ယုံကြည်ပြီးပဋ္ဌာန်းခံတဲ့သူကလည်း 20နဲ့30နဲ့တယောက်ရှိပြီနော်ဟိုတင်းရဟာနဲ့ဆွင်တော့အားလုံး7ကြိမ် sorry 7ကြိမ်လုပ်ပြီးတော့အင်္ဂလီတင်တာအခုလာမဲ့လမှာ2နေရာမှာ2ကြိမ်လုပ်ဖို့ရှိပါတယ်နော်အရာဟာဘာလို့ရလဲရေလောင်းချင်းဖြစ်တယ်ပြီးရင်လဲရေလောင်းယုံပဲလားမဟုတ်ဘူးမျိုးဟိုစွန့်ကျရမှာသူတို့လာဖို့အတွက်စီစဉ်ပေးရတယ်ပြီးရင်သူတို့စားဖို့အတွက်သူတို့ပြန်ဖို့အတွက် ဒါကဗမျိုးစိဟိုစွန့်ကျဲခြင်းဖြစ်တယ်အဲ့တော့စွန့်ကျဲခြင်းနဲ့ရည်လောင်းခြင်းကကျွန်တော်တွေ့ရတာဖြစ်တဲ့တွေ့ဒီနေ့နော်ဒါကြောင့်လဲဒီနေ့လူတွေဟာဟာလာအကျိုးရှိကြတယ်နော်ယုံကြည်လက်ခံကြတယ်ပရဇန်ခံကြတယ်ထာဝရတဲ့အရာရှိကြတယ်ပေါ့အဲ့ဒါကြောင့်စွန့်ကျဲပေးကမ်းတော်သူလဲကြွယ်ဝတယ်နော်ပြီးရင်ရည်လောင်းတော်သူလဲရည်လောင်းခြင်းအကျိုးရမယ် နော်ဒီလိုလက်တွဲညီကြဖို့ဖြစ်ပါတယ်ပေါ့ဒီလိုလှုပ်ကြပါခြေတော်လက်တိုင်းပဲလှုပ်ဆောင်လျက်ရှိပါတယ်ဒီနှုတ်ကပတော်အဖင်းအလုံးဖျားသခင်စကားပြောမယ်လို့ယုံကြည်ပါတယ်ဒီတို့အလုံးကို ကောင်းချီးပေးပါစေတော့အာမင်